nhà dâu thì cho này nhiều. As long as I can feel like all my night... တနအီဝင်းကျင်လောင်းနဲ့ရောက်နိုင်တဲ့စီရချာဒါမှမဟုတ်စရီရချာမြို့လေးဟာအေဂျန်လှပတဲ့ပင်လယ်စစ်ကမ်းမြို့လေးပါ။ အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အခုကတော့ signature မြို့လေးကိုရောက်နေတာပေါ့နော် signature မြို့ကကြတော့ဘန်ကောက်ကနေဆိုလို့ရှိရင်တနာရီကျော်လောက်အဲကားမောင်းကြီးလာရုံနဲ့ရောက်နိုင်တယ်ပေါ့ကျွန်တော်တို့ best car တွေလည်းရှိတယ် public ဒီ transport တွေလည်းရှိတဲ့အပြင်မှာကိုယ်ဟာကိုယ်ကားလေးနဲ့လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ဟိုမြန်မြန်ဆန်ဆန်နဲ့တောင်းတတပို့ရောက်နိုင်တာပေါ့နော်ဘန်ကောက်နဲ့ပတရားမြို့ချာမှာရှိနေတဲ့ဒီ signature မြို့လေးစီကိုအဝေးပြေး bus car တွေစီးပြီးသွားလို့ရပါတယ်ဘန်ကောက်ကအကမိုင်နဲ့မိုးချစ်တွေမှာရှိတဲ့ small bus terminal နီးစပ်ရာကနေစီးသွားနိုင်ပြီး ုံမှန်အဖြစ်တော့တနားရီတစည်းနှုံသွားလိရှိပါတယ်ကျွန်တော်တို့ကတော့မိုချစ်ချက်တူးချက်က small bus terminal ကနေသွားခဲ့ကြတာပါသွားမယ့်မြို့လိုက် counter rise ကနေလက်မဝေးလို့ရပါတယ်ဒါလေးကစီရချာကိုသွားဖို့တည်းကျွန်တော်လက်မှတ်ဝယ်တာပေါ့နော်ဆိုတော့ကျွန်တော်နဲ့တကယ်ချင်း၂ယောက်နဲ့ပတော့၃ယောက်ဆူဆူပါဆိုတော့တကယ်ဒီလက်မှတ်ကတော့160ပဲပေးရတယ်အာပြီးတော့ဒီမှာဒီမှာဆိုလို့ရှိရင်135ဆိုတော့ဒါ CRM gain number ပေါ့နော် ားကတနေ့လုံးတနာရီချတစ်ခါလောက်ထွက်နေတတ်ပါတယ်။ထိုင်ကုန်ကတော့ဥဝလူကြက်ရနေရထိုင်ဆိုတဲ့ပုံစံမျိုးပါ။အင်းစီကအငှားကားယူနေတွားရင်တော့တနာရီဝင်းကျင်လောက်ပဲကြာပေမဲ့အဝေးကြီးကားနဲ့ဆိုရင်တော့နှစ်နာရီခန့်ကြာတတ်ပါတယ်။အထူးသတိပြုရမှာကရင်မောင်းကိုစီရက်ချာမှာဆင်းမဲ့အကြောင်းတေချာပြောပြပေးဖို့ပါပဲ။ဒီဝေးကြီးကားတွေကပတ္တိယကိုတွားတဲ့ကားတွေဖြစ်တာကြောင့်ပတ္တိယကိုတွားတဲ့ခီးတွေကြီးပဲဆိုရင်အမြန်လန်းကနေပဲတရက်ပတ္တိယထိတွားတတ်လို့စီရက်ချာမျိုးကိုမရောက်ပဲတခြားလန်းကနေစီးတွားရတတ်ပါတယ်။ စီရာချာမြို့ကိုရောက်လို့ဆင်းမယ်ဆိုလို့ရှိရင်အဓိကဆင်းနေရှိတဲ့ဂိတ်နှစ်ခုကတော့ Central Siracha Shia Gate နဲ့ Siracha Bus Terminal Gate တို့ပဲဖြစ်ပါတယ်။ဘန်ကောက်ပြန်ဖို့ကိုလည်းဒီဂိတ်တွေကနေစီးနေနိုင်ကြပါတယ်။ကျွန်တော်တို့ကတော့တင်းမဲ့ဟိုတယ်နဲ့နေတဲ့ Central Siracha Gate မှာဆင်းခဲ့ကြပါတယ်။ ပြီးတော့ဒီမှာဆိုလို့ရှိရင်လေဆရာလေးတွေကအနီးနားမှာကျွန်းလေးလည်းရှိတယ်။နောက်စီရာချာကတော့သူကလီတယ်အိုဆာကာဆိုပြီးတော့ဂျပန်ရဲ့အိုဆာကာမြို့တေးလေးဖြစ်နာမည်ကြီးတာပေါ့နော်။နာမည်ကြီးရဲ့အတွက်လည်းများသောအားဖြင့်ဂျပန် influence များပြီးတော့ဂျပန်နဲ့ပတ်သက်တဲ့ဒီအဆောက်အအုံပုံစံလေးတွေပုံစံတူတွေပေါ့နော်။ဆိုတော့အဲ့လိုမျိုးတွေရှိတာများတယ်။ဒီမြို့ကိုယ်တိုင်ကဒီဂျပန်စိတ်ကမ်းလို့လည်းဖြစ်နေတဲ့အတွက်သူကဒီဂျပန်လုပ်ငန်းရှင်တွေရင်းနှီးမြှုပ်နှံမှုများတဲ့အတွက်ဒီမှာဂျပန်လူမျိုးတွေများတယ်ပေါ့။အဲ့တော့ဂျပန်စားတောက်ပုံစံတွေရဲ့နောက်အဆောက်အအုံ ံစံတွေရဲ့ဖျားကြောင်းပုံစံတွေရဲ့အများကြီးရှိနေတာကိုတွေ့ရပါလိမ့်မယ်။ Siri Channel ပတ်သက်လို့နောက်ထပ်ထင်ရှားတဲ့အမှတ်အသားတစ်ခုကတော့မြုပ်စီပါပဲ။ဂျပန်ဒီဇိုင်းနဲ့စရီရာချာမြုပ်စီတွေကိုကျွန်တော်မြန်မာတွေနှစ်သက်ကြတယ်လို့ဒီကဘာလုံးကမြုပ်စီကောင်းကောင်းကြိုက်တဲ့သူတွေလည်းအထူးနှစ်သက်ကြပါတယ်။စီရချာမှာရှိနေတဲ့မိသားစုတိုင်းဟာငရုတ်စီကိုကောင်းကောင်းလုပ်တတ်ကြပြီးအခုထိတိုင်စားတောက်ဆိုင်တွေမှာသူတို့ကိုယ်တိုင်လုပ်တဲ့အိမ်လုပ်ငရုတ်စီတွေကိုအသုံးပြုကြစေဖြစ်ပါတယ်။ငရုတ်စီဖန်တီးမှုဟာမူလဒီဒီသားကို ရောက်လာတဲ့တရုတ်လူမျိုးတွေစီကနေရရှိခဲ့တာမျိုးဖြစ်ပြီးတော့ စီရက်ချာဒေတာမှာရတဲ့ကုန်ချမ်းတွေကြောင့်ပုံမကောင်းမွန်စွာဖန်တီးလာနိုင်ကြတာမျိုးလည်းဖြစ်ပါတယ်။နောက်ပိုင်းဒီဒေတာကိုရောက်လာတဲ့ VNL လူမျိုးတွေကလည်းမီးစနစ်တင်ယူနိုင်ခဲ့ကြပြီးလက်ရှိအမေရိကဘက်မှာနာမည်ကျော်ငရုတ်စီဖြစ်ထုတ်လုပ်နေစေဖြစ်တယ်လို့မှတ်သားရပါတယ်။ဒီလိုထူးခြားတဲ့အကြောင်းအရာတွေလည်းရှိနေတဲ့စီရက်ချာမျိုးလေးဟာထိုင်းနိုင်ငံရဲ့ခီးသွွားချက်စရာကောင်းတဲ့မျိုးတွေတက်ကတခုဖြစ်ပါတယ်။ထိုင်းပင်လယ်ကွေ့ရဲ့အရှိကန်ယူတဲ့မှာတည်ရှိနေပြီးချွန်ဘိုရီဒေတာတွေမှာပါဝင်ပါတယ်။ ထိုင်းနိုင်ငံရဲ့၉ခုမြောက်အကြီးဆုံးမြို့ပြမြို့ကြီးလည်းဖြစ်ပါတယ်။ဂျပန်နဲ့ကိုရီးယားလူမျိုးတွေအများဆုံးနေထိုင်အလုံးလုံးနေရာမြို့လည်းဖြစ်ပါတယ်။ကမ်းရိုးတဲမြို့ဖြစ်ပေမဲ့လည်းတဲတောင်ရှိတဲ့ကမ်းခြေတွေတော့မရှိလို့ပင်လယ်တဲတောင်ကမ်းခြေတွေမှာအနားယူခြင်းအနည်းကကွန်စီချန်ကျွန်းကိုတွားရောက်နိုင်ကြပါတယ်။ကျံပူရီဒေတာရဲ့ရိုးရအစင်လာပွဲတော်တစ်ခုဖြစ်တဲ့ဘိုးဘွားဝိညာဉ်ကြော့ပွဲကျင်းပတဲ့ဧပြီလမှာတော့စီရက်ချာမျိုးဟာစီကားလေးရှိပါတယ်။ညိုနဲ့အနည်းဆုံးမှရှိပြီးစိတ်ကန်းလို့ဖြစ်နေတဲ့ကျွန်းငယ်လေးကော့လွိုက်ကတော့လေပတ်ချင်စရာအကောင်းဆုံးပါ။ ဒီနေ့တော့ကျွန်တော်ကိုလော်ရီကဖျားသွားမှာပေါ့နော်အေးဖျားကိုတော့ကိုလော်ရီဆိုတဲ့ဒီဘော်ဒါတိပေါ့နော်သူကကြတော့လူသွားဖို့တည်းတည်တန့်ရှာလောက်ထားတဲ့ပုံစံလေးဖြစ်နေတာပေါ့ဆိုတော့အဲ့နေရာလေးလေးသွားကြည့်လိုက်ပဲပေါ့ညနေရင်သွားတရားတစည်းလူသွားတရားတစည်းချိတ်ဆက်ပေးထားပါတယ်ကိုလော်ရီမှာရှိနေတဲ့ဖျားလေးကိုခေါ်သွားကြည့်တာပေါ့နော်ဒါစီရချာမှာဆိုလို့ရှိရင်သူလည်းအထင်ကြီးဖျားထဲမှာလည်းပါလို့ဒီကိုလော်ရီကကြတော့သူကပီအားလေးဖြစ်နေတာပေါ့တင်မောစိတ်လေးဖြစ်နေတော့ဒီကနေပဲအဲတခြားကိုသွားကြည့်နေဆိုလို့ရှိရင်တင်မောစီပြီးသွားကြတာ ဒီကော့လော်ကို သွားတဲ့တံတားနှစင်းထဲမှာလူသွားတံတားကတော့မနက်ခင်းနဲ့ညနေခင်းတွေမှာပြေးတာလမ်းလျှောက်တာတို့လိုအားကစားလုပ်နိုင်မှုအများပြည်သူပန်းချီရီတစ်ခုနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းရင်းတွေပါသွားနိုင်မှုကွန်ကရစ်တံတားကြီးတစ်ခုရှိပါသေးတယ်။ကျုံးပေါ်မှာကပင်လယ်စာစားတောက်ဆိုင်ကော်ဖီနဲ့အီးအီးဆိုင်တွေရှိသေးပြီးညနေဘက်ဆိုကားနဲ့ရောင်းချတဲ့စားတောက်ဆိုင်လေးတွေလည်းအများအပြားရှိတတ်ပါတယ်။ what call wipe ကိုလှေကားနှင်းငယ်တက်ပြီးရောက်ရှိနိုင်ပါတယ် ်ဗုဒ္ဓဘုရားရှင်ပုံတော်နဲ့အတူ ဖုံးတော်ကြီးတွေရဲ့ရုပ်တုတွေကိုပါမြင်တွေ့ဖူးမြင်နိုင်ကြပါတယ်ဧဘရလနောက်ဆုံးပတ်လောက်မှာပြုလုပ်တတ်တဲ့ဘိုးဘွားဝိညာဉ်ကြော့ပွဲကျင်းပတတ်တဲ့နေရာလေးဖြစ်တာကြောင့်တောင်ပေါ်ကဇီရီပတ်လည်မှာဘိုးဘွားတွေရဲ့ပုံတွေနဲ့ဂူဝိမန်လိုမျိုးမြင်တွေ့နိုင်ကြပါသေးတယ်။ ဟိန္ဒူဖျားများကိုလည်းမြင်တွေ့ပူဇော်နိုင်ကြပါသေးတယ်။တောင်ပေါ်နေရှုခင်းလှလှကြည့်နိုင်ဖို့အဝေးကြီးမှန်ဘလူးတွေလည်းထားပေးထားပါတယ်။ ปีอย่างไรบ้างปรากฏว่าสามารถเบิกจ่ายได้รวมนะครับ ร้อยละ9 2 3 โดยงบประจำนะครับเบิกจ่ายได้ครบนะฮะကိုရင်ကျောင်းတော်ကတော့တောင်အောင်မှာရှိပါတယ် က်တဲ့ဟိန္ဒူဘုရားကျောင်းစောင့်တစ်ခုကိုလည်းမြင်တွေ့ဖူးမြင်နိုင်ကြပါဦးမယ်။တရုတ်ဘုရားကျောင်းစောင့်တစ်ခုလည်းရှိသေးပြီးတရုတ်ယဉ်ကျေးမှုအမှုအသက်တွေများစွာဦးတော့ဒီကော့လွိုင်းမှာခန်းစားမြင်တွေ့ရပါဖြစ်ပါတယ်။စီရာချာမြို့ကိုရောက်ရင်မဖြစ်မနေသွားတဲ့နေရာတစ်ခုကတော့ ဆမ်နက်ဆောင်ခေါပရာခရူဝဲဖြစ်ပါတယ်တောင်ပေါ်ကိုအချိန်ရရင်တော့ကျမကြီးလိချင်ကန်လို့ရင်လမ်းလျှောက်တက်နိုင်ကြပါတယ်။ကားနဲ့ဆိုလဲ9မိနစ်ခန့်တော့တက်ယူရပါတယ်။တက်မှာဖက်လက်လေးဖို့လိုတယ်။ဖက်လက်လေးလေးဖို့လိုပြီးဖက်လက်လေးလေးစီရမှာပေါ့နော်။ ခေါပရာခရူမိုနက်စထရီဒါမှမဟုတ်ဝပရာခရာခရူဟာစီရချတောင်ဝန်းပေါ်ကမရက်တော်ဗုဒ္ဓဆင်းလူတော်ရှိရာဖြစ်ပြီးမြို့ရှုကင်းကိုအပေါ်စီးမြင်ကြရတဲ့နေရာပါအခုစီရာချာမှာကျွန်တော်ရောက်နေတဲ့အချိန်ပါပေါ့နော်ဒါကတော့မတော်မဖြစ်သွားသင့်တဲ့ဒီတောင်ပေါ်ကရက်တော်မူကြီးပေါ့ဒီမှာတော့သူတို့ကခောက်ဖျားခရူးခေါ်တယ်ပေါ့ဆိုတော့ဒီတောင်ပေါ်မှာရှိနေတဲ့ဖရာခရူးပါ တော့အမြင်ကတော်တော်လေးတော့မြင်တယ်တော့တောင်ပေါ်မှာရှိနေတော့ပုံမြင်တယ်လို့ထင်ရပဲတမျိုးလုံးကနေပြီးတော့ဒီကိုလှမ်းမြင်ရတာပေါ့နော်ဆိုတော့အဲ့ဒါလေးကြီးကြီးလို့ကောင်းတယ်နောက်ပြီးတော့ဒီအခုဆိုလို့ရှိရင်ဒီညကနေပဲ view point လို့ဖြစ်ပြီးတော့တမျိုးလုံးရဲ့အလှောက်မြင်ရတယ်အဲ့လေးလေးကြိုက်တာပဲ ်စီနုတော်ကြီးဟာညံတော်အဖြစ်ပေး300ရှိပါတယ်စီနုတော်တရှိရာအဆောင်တစ်ခုလုံးကတော့ဖုန်ကြီးကျောင်းကြီးဖြစ်ပြီးအပေါ်ဆုံးထက်မှာစီနုတော်ကြီးကိုထားရှိထားတာမျိုးဖြစ်ပါတယ်တချို့ကလည်းဒီဝလာတဲ့တစ်ဆက်ဆက်ထဲမှာ what move one ကိုလည်းလေပလီလာကြည့်ဖို့ပြောကြပါတယ်မြမနဲ့ထိုင်းစစ်ပွဲတွေဖြစ်ခဲ့တဲ့ကခစ်တဲ့နဲ့ရှေးဟောင်းရုပ်တုတွေကိုမြင်တွေ့လေ့လာနေနေရလို့လည်းဆိုပါတယ် တော်စီဝဲချောက်လာတယ်ဆိုလို့ရှိရင်ဒီဂျပန်ယဉ်ကျေးမှုတွေနဲ့လည်းဆုံရတာပေါ့เนาะဆိုတော့အဲ့ဒီတဲမှာဆိုလို့ရှိရင်မဖြစ်မနေလာကြတဲ့မှာဂျေဘက်လည်းပါတာပေါ့ဂျေဘက်ကကျတော့ shopping mall ပုံစံလေးပါပဲဒါပေမဲ့ဂျပန်ပုံစံဖွဲ့စည်းထားတဲ့အဆောက်အုံလေးတွေရဲ့နောက်ပြီးတော့ဂျပန်မှာတွေ့ရမြင်ရတဲ့ပုံစံလေးတွေကိုဒီ shopping mall မှာတော့တွေ့ရတာပေါ့เนาะဆိုတော့အဲကြောင့်လည်းမဖြစ်မနေဒီစီရချောက်လာတဲ့လူတိုင်းကဂျေဘက်ကိုလာကြတာပါဂျေဘက်မှာတော့ဂျပန်ပစ္စည်းအကြောင်းဆိုင်တွေဂျပန်စားသောက်ဆိုင်တွေအထူးများပြပါတယ် ဂျေဘက်ကစီရရှာမြို့ထဲမှာမဟုတ်လို့ကားနဲ့အချိန်အနည်းငယ်ပေးပြီးလာကြရပါလိမ့်မယ်ဂျပန်ရွာလေးလို့လဲဒီနေရာကိုတင်စားကြပါတယ်ဂျပန်နိုင်ငံကအထင်ကြီးအဆောင်ပုံစံတူလေးတွေလည်းမြင်တွေ့ရသလိုဂျပန်ကိုရောက်သွားတဲ့ခန်းစားချက်မျိုးပြီးဆွမ်းနိုင်လို့ဓာတ်ပုံရိုက်ဖို့လာကြသူတွေလည်းများပါတယ်။ ီရတ်ချာမှာလူများစိတ်ဝင်စားကြတဲ့နေရာတစ်ခုကတော့ Lighting Art Museum နဲ့ Holland Garden ပဲဖြစ်ပါတယ်။မနေ့ရှင်နာရီကွယ်နေ့ညနေ6:00နာရီထိနေ့စဉ်ဖွင့်ပါတယ်။သူကဒီမှာတယောက်ကို300နေရာပေးရပါ။ဆိုတော့ဒီမှာဟိုဟာလေးပါတယ်။ Holland Gate ကြီးရပါ။ကဖေးပါ300ရပါ။ အခုကျွန်တော်ရောက်တာကျတော့ signature မှာဆိုလို့ရှိရင်တော့ဒီပွဲလေးကလုံနေတာလေးတိတ်မကြသေးတဲ့အစ်စ်လေးပေါ့နော်ဆိုတော့ um lighting art lighting ပေါ့နော်တော်ရီ museum လို့လည်းပြောကြတယ်ဆိုတော့ဒီထိုင်းဒါဆိုလို့ရှိရင်ထိုင်းမှာရှိနေတဲ့အထင်ကြီးကအာနေရာတွေကိုတော့ lighting effect တွေထည့်ထားတာပေါ့ဒါတော့ရိုးရိုးလေးပါပဲတိတ်မထူးဆန်းသေးဘူးတကယ်ထူးဆန်းတဲ့နေရာလေးအများကြီးရှိသေးတယ်ဒီမှာ ဓိကတော့ဒီညာလေးကတော့အဓိကပေါ့ဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ training ဝင်လာပြီဆိုလို့ရှိရင်အာပညာတွေမှာဓာတ်ပုံဘယ်လိုရိုက်လို့ရလဲဆိုတော့ guideline လေးပါတခါလဲပေးထားလဲဆိုတော့ guideline လေးနဲ့အတိုင်းဓာတ်ပုံရိုက်လို့ရဒီမှာဆိုလို့ရှိရင်သွားနမူနာပုံလေးပေးထားပြီးသားဒီလိုပုံလေးရိုက်မယ်ဒီလိုပုံလေးရိုက်မယ်ဒီလိုပုံလေးရိုက်မယ်အဲ့ဒီတိုင်းရိုက်သွားလို့ရတယ် အခုကတော့သူကဒီလောက်ပဲပေါ့ဒီလောက်ပဲပေါ့ဆိုမဲ့သူအထင်းထဲမှာဓာတ်ပုံရိုက်ချင်စရာကောင်းပါတယ်သူတို့ပြင်ထားတဲ့ပုံစံလေးအဆင်ပြေတယ်ပေါ့နော်တခုပဲအဲသူက ထင်ထားရတဲ့တော့နည်းနည်းလေးတေးတယ်ဆိုတော့အခုကကျွန်တော်တို့ကအဲ့ရနေထွက်လာပြီဆိုလို့ရှိရင်အပြင်ဘက်မှာဒီကွန်ပိုဘောကျွန်တော်ဝင်ဝင်ကြီးက200ဆိုတော့အဲ့200နဲ့တန်တဲ့ drinks တစ်ခုခုတောက်လို့ရနိုင်အောင်လို့သူကစီစဉ်ပေးထားတယ်။အဲ့တစ်ခုလေးကတော့သဘောကျစရာကောင်းတယ်။ဆိုတော့အပြင်မှာကဒီနေ့မိုးရွာနေလို့နှစ်မို့ဆိုလို့ရှိရင်အပြင်မှာကတော့ဘောလုံးဂါဒန်ရှိတယ်။ဘောလုံးဂါဒန်ဆိုတာကသူဒီ hot air balloon ပေါ့နော် Lucy မီးဝုံးပြန်လေးကိုသူကအလှဆင်ထားတဲ့ပန်းချံတစ်ခုရှိတယ်။အဲ့ပန်းချံရဲ့အပြုံမှာခလေးတွေကစားဖို့အတွက်ခလေးကစားကွင်းပုံစံလေးလည်းရှိသေးတာဆိုတော့အာခလေးတွေလည်းဒီမှာနေကျော်ရတာပေါ့ဆိုတော့ကျွန်တော်အခုအဲ့ဘလွန်ဂါဒန်ရဲ့ပုံစံလေးပြချင်တာ။တာတာဒါလေးကဘလွန်ဂါဒန်မှာဟာလေဟာလေ အပြင်မှာကားလေးလည်းရှိတယ်အခုလောဘီဖုန်းပြန်လေးတွေအများကြီးပဲတွေ့ရတာပေါ့နော်ဆိုတော့ချစ်တော်ချစ်စရာကောင်းတယ်ကျွန်တော်ကဒီဘက်ကကားလှက်လှက်လေးတွေပို့စိုက်တယ်ကားလေးတွေအချစ်စရာလေးတွေတတိယမှာကူပွန်နဲ့စားလို့ရတဲ့နေရာလေးပေါ့နော်ဆိုင်လေးတွေအဲဒါကူပွန်နဲ့ ူအတွင်းဆိုင်နေစီရာချာမျိုးလေးဟာမြို့တမျိုးရဲ့အင်္ဂါရည်နဲ့ပြည့်စုံစွာပဲအများပြည်သူအပန်းဖြေတဲ့ပန်းခြံတွေနာမည်ကြီး shopping center တွေတဲခုချင်းစရာ hotel တွေနဲ့စားတောက်ဆိုင်တွေ များစွာရှိနေတဲ့မျိုးပါ။ night life လဲတင့်တင့်ကောင်းမွန်ပြီးလုံခြုံမှုလည်းကောင်းပါတယ်။ထိုင်းဝယ်လေလာတိုင်းဘန်ကောက်မြို့မှာကြီးပဲလေပက်ရတာပြင်းလာရင်ဘန်ကောက်ကနေတနအီလောက်ပဲထက်သွားရတယ်။စီရက်ချာမျိုးကအထင်ကြီးလေပက်စရာနေရာတွေနဲ့အနီးနားကျွန်းတွေကိုလေပက်လေလာဖို့ကောင်းတယ်ဆိုတဲ့အကြောင်းဒီဗီဒီယိုထဲကနေတင်ဆက်ပေးခြင်းပါတယ်။ဒီဗီဒီယိုနှစ်သက်ရင် like နဲ့ share လုပ်ခဲ့ပေးပါဦးနော်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့တော့မမေ့ပါနဲ့အောင်။ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ဟုတ်ကဲ့ကျွန်တော်တီးရ the traveler ပါ။